အဂျိုင်းနာ pH ဆိုတာမိန်းကလေးတွေအတွက်ဘာလို့အရေးကြီးတာလဲ မိန်းကလေးတွေမှာပဲပိုင်ဆိုင်တဲ့မိမကူဆိုတာစမ်းကြဲတဲ့ဖွဲ့စည်းမှုတစ်ခုပါပဲခနာကိုတစ်ခုလို့ရဲကျဲမာရဲ့အတွက်လည်းအရေးပါတယ်လူသားတယောက်ဖြစ်လာဖို့ကလည်းအစပြုပေးတဲ့နေရာအစိတ်ပိုင်းဖြစ်ပါတယ်သူ့ရဲ့တန့်ရှင်းမှုအတွက်လည်းကာကွယ်ဆောက်ရှောက်ပေးမယ်တဘာဝစနစ်လည်းပါရှိပေးတာဖြစ်ပါတယ်ပို့ထူးဆန်းတာကတော့မိမကူကနေပြီးတော့ထွက်ရှိတဲ့အရေးတွေကသူ့အလိုလိုစေကြောတန့်စင်ပေးပြီးတော့ယောဂပိုးတွေကိုဖယ်ရှားပေးပါတယ် ကျမ်းမာတဲ့ pH အဆင့်ကိုထိညှိထားနိုင်လို့ရှိရင်အကျိုးပြုဗတ္တိရားလေးတွေအလုံလောက်ရှင်သန်နိုင်ပြီးတော့ယောဂပိုးတွေကိုခုခံကာကွယ်ပေးနိုင်ပါတယ်။ အများစုသိထားကြတာကတော့မိမကိုအပါဝင်ခန္ဓာကိုယ်အောက်ပိုင်းအစိတ်ပိုင်းတွေဟာမတန့်ရှိဘူးညစ်ပတ်တယ်လို့သိထားကြပါတယ်။အဲ့ဒီတော့တန့်အောင် အနက်မထွက်အောင်ဆိုပြီးတော့စက်ပြာမွေးတွေရေချိုးစက်ပြာတွေနဲ့တေချာဆေးကြောကြတာပေါ့နော်။ဒီနေရာမှာပဲမိမကိုကိုအလိုလျောက်စောက်ရှောက်ပေးမယ်။သဘာဝ pH စနစ်ကပြည့်စည်သွားပါတော့တယ်။ဗဂျိုင်းနာ pH ဆိုတာဘာလဲ။ pH ဆိုတာအရင်နဲ့ဓာတ်ဝတ္ထုတွေမှာအဆစ်သို့မဟုတ်အဲကာလီပါဝင်မှုကိုဖော်ပြတဲ့အတိုင်းအတာအမှတ်စနစ်တစ်ခုပါဒီအတိုင်းအတာမှာဆိုလို့ရှိရင်တုံညာကနေပြီးတော့၁၄ရက်တိရှိပြီးတော့ pH 7အောင်အမှတ်တွေကအဆစ်ပိုများနေတာကိုပြပါတယ် PA7 အထက်အမှတ်တွေကတော့ဧကလီပိုများမှုကိုပြနေတာပါမိမက်ကိုအတွက်ဘာတွေတည့်ရောက်မှုရှိနိုင်တာလဲမိမက်ကိုရဲ့ PA ရာအနည်းဆုံး3.5ကနေပြီးတော့4.5အတွင်းရှိဖို့လိုအပ်ပါတယ်တခါတရံမိမက်ကိုအနမ်းသက်ပြောင်းလဲခြင်းပုံမှန်မဟုတ်တဲ့အမျိုးသမီးအင်္ဂါမှာသွေးစီးခြင်းတို့ကိုကြုံနေရပြီဆိုရင်မိမက်ကိုရဲ့ PA မညီမမြတ်ဖြစ်နေတယ် မှုပိုးလိုမျိုးယောဂပိုးတွေဝင်နေပြီဆိုတဲ့အထိပဲပါ။ဒါကြောင့်မိမကူမှာကျက်မာနေသလားယောဂရှိနေသလားဆိုတာကို PA ထိန်းညှိမှုအပေါ်လဲမူတည်နေပါတယ်။ PA အဆင့်ဘလောက်ရှိရင်အကောင်းဆုံးလဲ။မိမကိုမှာထိန်းထားတဲ့ PA အဆင့်ကပုံမှန်အားဖြင့်တော့4.5အောက်မှာရှိတာအကောင်းဆုံးပါ။ဒါပေမဲ့သွေးဆုပ်ပြီးအမျိုးသမီးတွေမှာတော့ PA က9လောက်ထိရှိနေနိုင်ပါတယ်။ လင်းဆက်ဆံပြီးတဲ့အချိန်ရာသီလာတဲ့အချိန်ခလေးမွေးပြီးချိန်ဒါမှမဟုတ်တာဥကျွေးချိန်ဆိုလို့ရှိရင်မိမက်ကိုမှာ pH ကပိုမြင့်နေတတ်တာတော့တဘာဝပါ မိမက်ကို pH ထိန်းညှိမှုကိုဘာတွေကတက်ရောက်မှုရှိနိုင်လဲအဝတ်အစားနဲ့အတွင်းကန်နေလားမှန်ပါတယ်အဝတ်အစားတိတ်တင်းကျက်နေတာ အတွင်းကန်ကကျက်ကက်လွန်းနေတာတွေကြောင့် မိမကိုအတွင်းကအကျိုးပြုဗက်တီးရီးယားလေးတွေရဲ့အတွက်ကိုလျော့နှဲစေနိုင်ပြီးတော့ pH တိုင်းတာကိုလည်းပြောင်းလဲစေနိုင်ပါတယ်။ပိတ်လောင်ဆိုးရိုးမှုကြောင့်မိမကိုကိုဗက်တီးရီးယားရောဂါပိုးတွေပွားများရန်အတိုက်တစ်ခုအဖြစ်သွားစေနိုင်ပါတယ်။ဗက်တီးရီးယားကြောင့်မိမကိုရောင်ရမ်းခြင်းဗက်တီးရီးယားပကြိုင်လို့စစ်လို့ခေါ်တယ်။အဲ့ဒီပြဿနာဟာမိမကိုအတွင်းမှာသဘာဝအလျောက်ရှိနေတဲ့ဗက်တီးရီးယားပမာဏလွန်ခဲ့တဲ့အခါဖြစ်လာတတ်တာပါ။ အကျိုးပြုဗတ္တိယပမာဏကိုညီမျှမထိန်နိုင်တဲ့သဘောပေါ့နော်ဒါဆိုလို့ရှိရင်မိမက်ကို pH ကိုပုံမြင့်လာစေနိုင်ပါတယ်ဗတ္တိယပကြိုင်နိုးစစ်ဖြစ်တဲ့သူတွေမှာ ရားရံခြင်းလောင်ခြင်းနာကျင်ခြင်းတို့ခံစားရပြီးတော့စီးသွားရင်လည်းပုံမြင့်အဖြူစင်းတာတွေလည်းဖြစ်နိုင်ပါတယ် မိမကိုအတွင်းပိုင်းကိုစေကြောခြင်းဗီနီဂါရောမုတ်ဖို့ဆိုတာတို့ပါတယ်စေးရည်တွေသုံးပြီးတော့မိမကိုအတွင်းပိုင်းကိုစေကြောတာတန့်စင်တာစက်ပြာတွေနဲ့အတွင်းထိစေကြောတာတွေမလုပ်သင့်ပါဘူးမိမကိုအနမ်းတိုက်ကင်းအောင်လို့ဆိုပြီးတော့တုံးကြပါမယ်သူတို့ကြောက်ပူတော်မှစိုးနေပါတယ် သူတို့တွေကမင်းမကိုအတွင်ကသဘာဝအကျိုးပြုဘက်တီးရာလေးတွေကိုပါရှင်းထုတ်ပြတဲ့အတွက်ကြောင့်မို့လို့ဗကြိုင်နာ pH ထိကြီးမှုကိုပြည့်ယွန်းစေတယ်။ယောဂါပိုးဝင်ခြင်းကိုလည်းဖြစ်လွယ်စေနိုင်ပါတယ်။သွေးဆုံခြင်း ွေးဆုံးချိန်မှာအမျိုးသမီးတွေဟာပကြိုင်နာပီးအစဉ်ပုံမြင့်လေးရှိပြီးတော့ဖြန့်ပြန့်အားဖြင့်၅သက်သမ3လောက်ရှိနိုင်ပါတယ်။တွေးဆုံးချိန်မှာအက်စတိုဂျင်ပမာဏညှော့နေမှုကြောင့်ပကြိုင်နာပီးအတိုက်အတာကိုတက်ရောက်မှုရှိနိုင်တာဖြစ်ပါတယ်။မိမကိုယောဂပိုးဝင်ခြင်းမှုပိုးအပါဝင် အခြားကပ်ပါယောဂပိုးတွေမိမကိုကိုကူးဆက်ရောက်ရှိလာရင်လည်းပကြိုင်နာပီးကိုထိခိုက်စေနိုင်ပါတယ်။ပရိစီဝါပိုးသက်စေ ပြည်စီဝါဘုဒ္ဓဆေးတွေတောက်တုံးတဲ့အခါသူတို့ကအကျိုးပြုပတ္တိယာတွေတို့ကိုပါရှင်းလင်းပြစ်လိုက်နိုင်တာကြောင့်မိမကိုရဲ့တဘာဝကာကွယ်မှုစနစ်ကိုနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ဒီဆေးတွေတောက်ရတာများတဲ့သူတွေမှာပကြိုင်းနာ pH ကိုဘလို့မှပုံမှန်ထိန်းညိနိုင်မှာမဟုတ်ပါဘူး။မိမကိုမှာရှိတဲ့ pH အဆင့်ကိုမထိန်းညိနိုင်တဲ့အခါယောဂဘိုးဝင်ပြီးတော့ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။အနက်ဆိုးထွက်ခြင်း၊ပုံမှန်နဲ့မတူတဲ့အရာ အစေးအပြစ်တွေနဲ့အဖြူစင်းခြင်းမိမကို ရာရန်ခြင်းစီးသွားရင်ပူခြင်းစတာတွေပါဝင်ပါတယ်မိမကိုပီးရေးထိညင်းမှုကိုမထိခိုက်အောင်ဘလို့ကောက်ွယ်မလဲကိုတိုင်းဆက်ပြာမွေးတွေရေချိုးဆက်ပြာရေးတွေကိုအမွေးနဲ့ပြင်နေဓာတ်ပစ္စည်းတွေပါတယ်တန်ရှင်းရေးပစ္စည်းတွေနဲ့မိမကိုကိုမစေးကြောပါနဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုရော့သွားစေပြီးတော့သဘာဝကွာကွယ်မှုစနစ်ကိုကမောက်ကမာဖြစ်စေနိုင်ပါတယ်။ဒါရီအစားမိမကိုရဲ့သဘာဝကွာကွယ်မှုစနစ်ကိုပီဘိုတီအကျိုးပြုဘက်တီးရီးယားတွေကိုအားဖြစ်ပြီးမှအာဟာရပါတဲ့အမျိုးသမီးတန့်စင်ဆေးရည်ကိုသာသုံးပြီးတော့ရေနွေးနည်းနည်းနဲ့ပုံမှန်တန့်စင်ပေးလို့ရပါတယ်။ဥပမာဘီတက်တီဖီမီနီဝတ်တွေဆိုလို့ရှိရင်ပီဘိုတီပါပြီးသား ဟိုက်ပိုအလာဂျစ်နှစ်ဖြစ်တော့တက်မတက်မှုလည်းပူစရာမလိုဘူးအမွှေးနယ်လည်းမပြင်းဘူးအသင့်တုံဆုံးအချက်ကတော့ဗကြိုင်းနာပီးရေးကိုထိညှိပေးနိုင်တာပါပဲလိုအပ်လာရင်ပရိုဘိုင်ယိုတစ်လို့ခေါ်တဲ့အကျိုးပြုဗက်တီးရီးယားလေးတွေကိုလုံလောက်စေနိုင်ဖို့အတွက်ပရိုဘိုင်ယိုတစ်ပါတဲ့ဖြည့်စွက်အားစီတွေဆရာဝန်နဲ့တိုင်ပင်ပြီးတော့တောက်ပါအကျိုးပြုဗက်တီးရီးယားလက်ဒိုဘက်ဆလက်ပါတဲ့တင်ကျင်စားပါတင်ကျင်အပါဝင် ကင်ချီချင်းပတ် လော့စာစတဲ့အချင်းပေါက်ထားတဲ့အစာအသောက်တွေမှာပရိုဘိုက်တစ်တွေဝါပါတယ်။နှာစင်သုံးတွေကိုကြာကြာမထားဘဲနဲ့အစ်စ်လေးပါ။နှာစင်သုံးပစ္စည်းတွေကိုအကြကြီးဝတ်ထားတာကပကြိုင်နာ pH ကိုမြင့်စေနိုင်ပါတယ်။မကြခဏလဲပေးမှဘက်တီးရီးယားပိုးဝင်နိုင်တဲ့အနေရနေစေပြီးတော့ယောဂါကင်းစေနိုင်ပါမယ်လို့ပြောရနေပဲကျမရဲ့ view လေးကိုဆုံးသက်လိုက်ပါရရှင် အားလုံးပဲနေကောက်ကြမှာကြပါစေလို့ဆုတောင်းပေးပါရနော်နောက်ထပ် view လေးမှာပြန်တွေ့ကြပါမယ်ရှင်